Hello အားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့ပစတဲ့ရောက်သွားတာနဲ့ပျော်ဝင်သွားပြီးတော့အီးစိတ်နေတယ်။ငါပြောအုံးတို့အချိုပွဲလေးလှူစားပါမယ်ရှင်။အုံးတို့ရဲ့အီးအီးစိတ်စိတ်ရတာနဲ့ငါပြောသည့်ရဲ့နူးနေတဲ့ရတာလေးကိုဘယ်လိုလုပ်မလဲဆိုတာကိုဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးနော်။ဒီနေ့ကတော့အိမ်မှာငပြောသည်မှဲ့နေရတယ်များနေရတယ်ပေါ့နော်။ငပြောသည်အုံတို့အချိုပွဲလေးလှူစားပါမယ်ရှင်။အုံတို့အတွက်ကတော့အိမ်မှာပဲအုံသီးကိုချစ်လေးနဲ့ချစ်ပြီးတော့ကိုယ်တိုင်အုံတို့ပြုလုပ်ပါမယ်။ ရောင်မလေးကအုံကြီးကိုချင်းနဲ့ချစ်ပြီးပြီးတော့ပြီးသွားလို့ရှိရင်အုံကြီးညစ်မယ်ပေါ့နော်ကိုဘတာကိုအုံရည်ညက်တဲ့ကစီးလည်းမကြည့်ဘူးအုံသီးအုံလို့ရဲ့ဆစ်ဆစ်အရတာကိုရတယ်ပေါ့နော်အဲ့တော့ချစ်ထားတဲ့အုံသီးသေးကိုရေနှံရမယ်လို့ထည့်ပြီးတော့တည်တည်ကြည်ကြာလေးရောသမမွေသွားအောင်နေပါမယ်ပြီးွားရင်အဝတ်ပါစာလေးတွေကိုညှစ်ထည့်လိုက်ပါမယ်အုံသီးလေးတွေကိုကိုလက်နဲ့ရတဲ့အနေထားလောက်ဒီပေါ့နော်ယူယူပြီးညှစ်ထည့်ပါမယ်ပြီးွားတော့မှနောက်တစ်ခေါက်ထပ်ညှစ်မှာပေါ့နော် ဝက်ပါစာတသက်လေးနဲ့တေချာလေးထည့်ပြီးတော့ညှိပြီးတော့နောက်ဆုံးမှာတော့ဒီအဖို့ထဲမှာရှိနေတဲ့အုံနို့လေးကိုပါတစ်ခါထပ်ညှိလိုက်ပါမယ်ရှင်ဒီအုံလုံးကတော့ဘာကြာရှိခင်ပစ္စည်းမှမတုံထားပဲနဲ့တကယ်တဘာဝအုံသီးစစ်စစ်ရဲ့အုံလို့ဖြစ်ပါရဲ့ရှင်။အုံလို့ရအောင်ညှစ်ပြီးွားပြီဆိုလို့ရှိရင်တော့ရေအနှဲငယ်လေးထည့်ပြီးတော့ထညက်၁၀ထားလောက်ကိုကြိုးပေးပါမယ်ရှင်။ဒီပြောပေါင်းလေးကိုအယောင်လှစေဖို့အတွက်ကိုကျွန်မထညက်သုံးပါရဲ့ရှင်။ တညလေးတွေအေးပြောသွားပြီဆိုလို့ရှိရင်တော့သူ့ကိုလည်းအဝတ်အတန်အပားလေးနဲ့ပေါ့နော်စစ်ထုတ်ပါမယ်။ဒီထညမှာအမိုက်တွေပါတတ်တယ်ပေါ့နော်။အဝတ်ပါးစားလေးတွေကိုကြိုထားတဲ့ထညလေးတွေလောင်းထည့်ပြီးတော့တန်ဆင်လိုက်ပါမယ်ရှင်။ရတာတိုင်းပဲထညမှာအညစ်ကြေးလေးတွေပါတတ်တယ်ပေါ့နော်။ထညကိုအညစ်ကြေးလေးတွေတန်ဆင်အောင်စစ်ပြီးပြီဆိုရင်တော့ဒီထညကလေးကိုစူပွက်တဲ့အနေထားလောက်ဒီထက်ကြိုလိုက်ပါမယ်။ထညရည်လေးစူပွက်လာပြီဆိုရင်တော့တကြားကိုတော့ထမင်းစားစုံနဲ့မောင်းမောင်းသုံးစုံသုံးပြပါရစေ။စားကိုတော့လက်ဖက်စားစုံတစ်စုံနဲ့သုံးပြပါရစေ။ ဒီတရားနဲ့စားနေပြီးပြောသွားတဲ့အနေထားလောက်ထိကိုမှုသွားပေးလိုက်ပါမယ်ရှင်။အချိုကဲကဲလေးပူကြိုက်တယ်ဆိုရင်တရားကိုများများလေးသုံးနိုင်ပါတယ်နော်။ကျမအခုသုံးသွားတဲ့အချိုအနေထားကတော့ချိုရယ်ဆိုရင်လောက်ပဲဖြစ်ပါရဲ့ရှင်။ကျမရဲ့ Facebook page လေးကို like and follow လုပ်ခဲ့ပေးကြပါဦးနော်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးရှင်။တော်တော်လေးမှလည်းအပေါင်းလေးနှိပ်သိမ်းပေးကြပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။ ကြောစာရောပြောသွားပြီဆိုလို့ရှိရင်တော့ငပြောသီးလေးရေအခုံတော့ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ဒီမှာဖီချံငပြောသီးလေးများနေရတယ်ပေါ့နော်။ဖီချံငပြောသီးလေးနဲ့ပဲပြုလုပ်ပါရရှင်။ငပြောသီးတွေကိုအခုံခွာပြီးအကုန်လုံးထည့်ပြီးပြီဆိုရင်တော့ခုနကညှစ်ထားတဲ့အုံလို့ကိုကျွန်မ900မီလောက်တုံးပါရတယ်။ငချင်းဖန်ခွက်နဲ့၄ခွက်မရှိတရှိစာလောက်တုံးပါရရှင်။ ကိုယ့်အိမ်မှာစိတ်ချမ်းညစ်ထားတဲ့အုံလို့ဆိုတော့လေအကြိုက်ကိုထည့်လိုက်ပါရရှင်ဒီနေရာမှာအုံလို့နည်းနည်းပဲထည့်ချင်တဲ့သူကနည်းနည်းပဲထည့်လို့ရပါတယ်နော်ကျမကတော့ဒီအုံလို့လေးကိုပြည့်နှစ်လာတဲ့အနေထားလို့ဒီကြိုသွားမှာဖြစ်ပါရရှင်အုံလို့လေးထည့်ပြီးပြီဆိုရင်တော့အဖုံလေးအုပ်လိုက်ပါမယ်နည်းနည်းလေးအပူလေးရသွားပြီဆိုလို့ရှိရင်တော့အုံလို့တွေထညက်တွေနဲ့ငပြောသီးတွေနဲ့ရောသမဝေသွားအောင်ဝေပေးလိုက်ပါမယ်။ငပြောသီးလေးတွေမကြည့်အောင်လို့လည်းဖြည်းဖြည်းချင်းမှုသွားရပါတယ်။ အုံးတော့လည်းပြစ်ခဲလာပြီးပြီးတော့မပြောသေးလေးရလည်းတအားကိုနူးညံ့သွားပြီဆိုရင်တော့ဒီနေထားလို့ဆိုရင်တော့ကျမရပါပြီမပြောသေးမှာဆက်ဆက်ဖြစ်တဲ့အနေထားကိုမကြိုက်လို့မပြောသေးဘူးကြာကြာလေးပေါ့နော်အုံးတို့နဲ့ချက်လိုက်ခြင်းဖြစ်ပါတယ်ရှင်အဲ့တော့အုံးတို့ကလည်းပြစ်နှစ်နေပါပြီမပြောသေးရလည်းအီးဖတ်နေပြီပေါ့နော်အေးခံလိုက်တဲ့အနေထားဆိုလို့ရှင်တော့အခုလိုပြစ်ပြစ်နှစ်နေလေးရပါပါပြီရှင် အပြောသေးလေးကအရန်ကိုမှနှူးညက်ပြီးပစက်ထဲရောက်သွားတာနဲ့ပျော်ဝင်သွားတာပေါ့နော်။အုံးသီးရဲ့အုံးတို့အနှစ်ရတာလည်းတော်တော်လေးစားလို့ကောင်းပါရဲ့။အချိုပွဲအနေနဲ့အရန်ကိုလွယ်ကူရိုးရှင်ပြီးတော့စားလို့အရန်ကောင်းတယ်။မပြောအုံးတို့အချိုပွဲလေးရပါပါပြီရှင်။နောက်တစ်ဖလော်ရီမှာပြန်တွေ့ပါမယ်နော်။အားလုံးပဲဘိုင်ဘိုင်။